ဆိုင်လိုဖြစ်စဉ်လေးနည်းနည်းပြောပြချင်လို့ပေါ့နော်ဆိုင်လိုရဲ့စိတ်ထင်မိဖို့ကောင်းကြိုက်တယ်လို့တော့ထင်တယ်ဆရာမလည်းမိဖို့ကောင်းလို့ပဲပြောတာပေါ့နော်ဘာလို့လဲဆိုတော့ပြောဖြစ်လာတဲ့ဒီအခြေအနေအားလုံးကမိဖို့ကောင်းရဲ့လက္ခဏာတွေပဲဒါပေမဲ့ဆိုင်လိုဘလို့ကြိုက်သွားတာလားဘလို့ဖြစ်လို့ဘလို့မှမစဉ်းစားမိနိုင်ဘူးဆိုင်လိုရဲ့ပုံမှန်နေ့စဉ်သွားလာတယ်လို့မျိုးပဲအမှုမဲ့အမှတ်မဲ့ပေါ့နော်ကိုလည်းတစ်ခါတလေ ပေါပေါရှော့ရှော့ဖြစ်သွားတာလားအဲ့လိုမျိုးတစ်ခါလေတစ်ခါမှမထင်မထားတဲ့အချိန်တွေမှာအဲ့လိုမျိုးဖြစ်တာပေါ့နော်ဒီလိုမျိုးပဲအမှုမဲ့မဲ့ဒီလိုမျိုးရားလို့ဒီလိုမျိုးလေးပဲကုတ်နေလိုက်တာပေါ့ဒီသားလေးမှာဒီလိုမျိုးလေးပဲကုတ်နေတယ်ကုတ်လဲကုတ်ပြီးတော့ညလဲအိပ်ပျော်သွားတယ်အိပ်ပျော်သွားပြီးတော့မိဖို့ကောင်ဆိုတာဘယ်လိုမျိုးလဲမိဖို့ကောင်နဲ့ ठी မီလူတွေမှာဘယ်လိုဝေနာတွေကိုခံစားနိုင်လဲဆိုတာကိုရှင်းပြပေးထားပါတယ်အားလုံးပဲမင်္ဂလာပါရှင့်ဒီကနေ့မှာတော့မော်ရယ်အန်ဆိုင်လူကိုတွေ့ခန်းစားခဲ့ရတဲ့မိဘောကောင်အနေရဲ့အကြောင်းတင်ပြပေးလိုက်ပါရစေ မော်ရယ်အန်ဆိုင်လူမျက်နာပေါ်ဒံယာကမီးဘိုးကောင်ကြောင့်ဖြစ်ပါတယ်။ပုံထဲကမြင်တွေ့ရတဲ့ဘိုးကောင်လေးဟာမီးဘိုးကောင်လို့ခေါ်တဲ့အင်းဆက်တစ်မျိုးဖြစ်ပြီးသူဟာကြိုက်တာသို့မဟုတ်တုတ်တာမလုပ်ပေမဲ့အေးပြားပေါ်မှာမတော်တဆချေမီးဖိမိသွားရင်အစိတ်ပြင်းတဲ့ဓာတ်ရုပ်ပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပြီးအေးပြားကိုဒံယာရစေနိုင်ပါတယ်။ သူထိတွေ့မှုနဲ့အရေးတွေထွက်ပြီးထိတွေ့သူရဲ့အသားကိုပူလောင်ဆက်စေပါတယ်။ဒဏ်ရာမှာအမာရွကြီးကြံပြီးတက်တာရန်အချိန်ယူရပါမယ်။မိဘိုးကောင်တွေကို မိုးရသည့်အချိန်များတွင် တွေ့ရနိုင်ပြီးအိမ်ထဲမှာလည်းဖြစ်နိုင်တာကြောင့်အထူးသတိထားနိုင်ဖို့ပြန်လည်မျှဝေပေးလိုက်ပါရရှင့်။ဆိုင်လိုဖြစ်စဉ်လေးနည်းနည်းပြောပြချင်လို့ပေါ့နော်ဆိုင်လိုရဲ့စိတ်ထင်မိဖို့ကောင်းကြိုက်တယ်လို့တော့ထင်တယ် ဆရာဝန်လည်းမီးပိုးကောင်လို့ပဲပြောတာပေါ့เนาะဘာလို့လဲဆိုတော့ပြောဖြစ်လာတဲ့ဒီအခြေအနေအားလုံးကမီးပိုးကောင်ရဲ့လက္ခဏာတွေပဲဒါပေမဲ့ဆိုင်းလူဘလို့ไก่တွားတာလားဘလို့ဖြစ်လို့ဘလို့မှမစဉ်းစားမိနိုင်ဘူးဆိုင်းလူရဲ့ပုံမှန်နေ့စဉ်တွားလာတယ်လို့မျိုးပဲအမှုမဲ့အမှတ်မဲ့ပေါ့เนาะကိုလည်းတစ်ခါတလေ ပေါပေါရှော့ရှော့ဖြစ်သွားတာလားအဲ့လိုမျိုးတစ်ခါလေတစ်ခါမှမထင်မထားတဲ့အချိန်တွေမှာအဲ့လိုမျိုးဖြစ်တာပေါ့နော်ဒီလိုမျိုးပဲအမှုမဲ့မဲ့ဒီလိုမျိုးရားလို့ဒီလိုမျိုးလေးပဲကုတ်နေလိုက်တာပေါ့ဒီသားလေးမှာဒီလိုမျိုးလေးပဲကုတ်နေတယ်ကုတ်လဲကုတ်ပြီးတော့ညလည်းအိပ်ပျော်သွားတယ်အိပ်ပျော်သွားပြီးတော့မနက်နှစ်နာရီလောက်မှမျက်လုံးကအရန်ရှားလာတယ်အရင်ရလာတော့အမကိုရဲ့ဒီလက်နဲ့ပဲပြန်ထပ်ပွတ်တာပေါ့ကိုလည်းမသိဘူးလေအိတ်လည်းအိတ်နေတယ်အဲ့ဒါနဲ့မျက်ရည်အပူတွေပါကျလာကျလာတဲ့ခါမှာမျက်လုံးသားလေးလောင်နေလို့ခံစားရတာဟဲ့ဒါကတော့ပုံမှန်ဖြစ်မှမဖြစ်တာမျက်လုံးလည်းအမြဲတမ်းပွတ်နေကြဆိုတော့အဲ့ဒါနဲ့ မှန်ထားကြည့်လိုက်တော့ရင်လက်မြင်ရင် shock ဖြစ်သွားတာအဲ့ချိန်မှာမျက်လုံးတစ်ဖက်နဲ့တစ်ဖက်ကမညီတော့ဘူးဗျဒီဘက်တစ်ဖက်ကရောင်ပြီးကြီးနေပြီအခုလည်းကြီးလိုက်အခုလည်းကြီးနေရဲဆိုတော့လေစိတ်ကိုတော့အတက်နိုင်ဆုံးတော့ shock ထားလိုက်တယ် shock ထားပြီးတော့မျက်နှာလေးရေလေးပါလေးတက်ပြီးရနေထပ်အိပ်ဖို့စူးစမ်းရပေါ့နော်မနေ့ကျမှပဲသွားမယ်ပေါ့ဘာလို့လဲဆိုတော့အချိန်ကလည်းမနေ့3နာရီလောက်ဖြစ်နေပြီ3နာရီခွဲလောက်ပေါ့အဲ့ဒါနဲ့ဆေးရုံလေးအော်အဲ့ဒါနဲ့ပေါ့ အဲ့ဒါနဲ့ထပ်အိတ်ဖို့စူးစားတယ်အိတ်ဖို့စူးစားတဲ့အချိန်မှာမဘလုံးမမျက်နှာအိတ်လို့လုံးဝမရအောင်ဘာဖြစ်လို့လဲဆိုတော့လေမျက်နှာတစ်ခုလုံးကလေဆက်ပြီးပူပြီးတော့လေရားနေတာပြောရင်လည်းပြန်ချက်သိမ်းတော့မြထားသားပြီအဲ့လိုမျိုးရားပြီးတော့အဲ့လိုမျိုးအရဆက်နေတာဟဲ့ပေါ့ဒါဆိုတော့ဒါဒီလိုမျိုးနေတော့အိတ်လို့တော့မဖြစ်နိုင်တော့ဘူးပေါ့အဲ့ဒါနဲ့ပဲဆေးရုံအမြင်သွားလိုက်တယ်ဆေးရုံသွားလိုက်ပြီးတော့ allergy ဆေးထိုးပေးလိုက်တယ်ပြီးတော့အယောင်ကျဆေးထိုးလိုက်တယ် ဒါနဲ့အိမ်မှာအမြန်ပြန်အဲ့ဘာလို့လဲဆိုတော့နောက်တနေ့မှာလည်းအလုပ်တွေလည်းရှိတယ်မီတင်တွေလည်းရှိတဲ့အခါအကုန်လုံးချိန်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကို့အတွက်ကြောင့်တော့အဲ့လိုမျိုးမဖြစ်စေချင်ဘူးလေစိတ်လည်းမကောင်းဘူးအဲ့ဒါနဲ့မနေ့နဲ့နိုးလာတဲ့အခါကျတော့ကို့ရဲ့မျက်နှာကိုကြည့်လိုက်တော့စိတ်တောင်ပူတော့မကောင်းဖြစ်သွားတယ်ဒီဘက်တစ်ဖက်ပါပို့ပြီးတော့ရောင်ပြီးတော့တင်းနေတာပေါ့နော်ပြီးတော့မီးလောင်တယ်လို့အဲ့လိုမျိုးမီးလောင်တယ်လို့မျိုးဘန်းဖြစ်နေတာအခုဆိုအခုဆိုပူတော့ပြန်ထက်ဆိုးလာတယ်ဒီမှာကြည့်လိုက်အရေးကြီးလိုမျိုးအဝါတွေပါဖြစ်လာတာနည်းနည်းပေါ့ မှတတိထားမြင်ကြည့်မယ်ဒီလိုမျိုးလေးနောက်လဲရောက်တဲ့ခါကျတော့ဒေါက်တာရဲတွေကိုဖုန်းဆက်ပြီးတော့ပြောတော့ပါဘောနော်တပ်ပုံလေးပြတယ်လုံးဝအစင်အစင်စင်နေအကုန်လုံးပြထားခါကျတော့မှဒေါက်တာရဲတွေကလည်းဒါမြေပိုးကောင်မဖြစ်တယ်ဆိုတော့သူ confirm လုပ်လိုက်တယ် confirm လုပ်ပြီးတော့ sign တို့ကိုတောက်ရမယ်ဆေးလိန်ဆေးတွေပါပြန်ထပ်ပြီးပြန်ပြောတယ်ပေါ့နော်ပြန်ထပ်ပေးလိုက်တယ်အခုတော့ဆေးရည်လည်းလိန်ထားတယ်အဲပျောက်တော့ပျောက်မှာပါမမတော့အဲ့လိုမျိုးစိတ်ထဲမှာတော့ဟိုတော့မရှိဘူးပေါ့နော်ဒါပေမဲ့မျက်နှာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်တော့ view site နေရတယ်ဒါကတော့အခုအပြင်မှာမဟုတ်လို့ဒီကင်မရာထဲမှာမဟုတ်လို့ပေါ့နော် sign တို့ရဲ့မြင်ရေးဆိုကြည့်လိုက်မကြီးတော့ ိုင်းလူပါလို့ဒီဗီဒီယိုကိုရိုက်ပြလဲဆိုတော့ဆိုင်းလူကိုယ်တိုင်အပါဝင်ပေါ့နော်တော်တော်များများကမိဖို့ကောင်ကိုခဏကိုမှကြိုက်တာလို့တွေ့ဘူးတယ်ကြားလဲကြားဘူးတယ်သူတွေပြောနေတဲ့အရာကိုလည်းအများနဲ့ကြားဘူးတယ်ဒါပေမဲ့ကိုယ်တိုင်မကြုံဘူးတော့ကိုယ်လည်းမသိခဲ့ဘူးပေါ့နော်ဒါပေမဲ့ကိုယ်တိုင်ကြုံဘူးတော့မျက်နာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးလည်းတီးလို့ရအောင်ပြီးတော့ဘဟုတုတပို့ပြီးတော့ဂီယူဆိုင်လို့ရအောင်ပေါ့နော်ဒီမိဖို့ကောင်ကြိုက်တယ်ဆိုရင်ကြိုက်တာပဲဖြစ်ဖြစ်သူရဲ့ဟို poison ပေါ့နော်အရေးတဲ့အကုန်လုံးပြန့်သွားတာပဲဖြစ်ဖြစ်အားလုံးကိုတတိထားလို့ရအောင်ဆိုင်းလူကဒီဗီဒီယိုလေးနဲ့ပြလိုက်တာပါမိဖို့ကောင်ဆိုတာဘယ်လိုမျိုးလဲ မိဖို့ကောင်တဲ့ထိမိလူတွေမှာဘယ်လိုဝေနာတွေကိုခံစားနိုင်လဲဆိုတာကိုရှင်းပြပေးထားပါတယ်။မိဖို့ကောင်ဆိုတာအင်းဆက်ပိုးတစ်မျိုးဖြစ်ပါတယ်။လိမ်မော်ရောင်နဲ့အမဲရောင်အရောင်နှမျိုးဆက်အရွယ်ကခါကျင်ကောင်လောက်ရှိပါတယ်။ငွေရတီနဲ့မိုးကောင်ကန်ဒီစောင်းဝင်ကာလာတွေမှာတခြားအင်းဆက်ပိုးတွေလိုထွက်လို့ရှိပါတယ်။သူကမိရောင်ကိုကြိုက်တဲ့အတွက်လူတွေရဲ့အနာကိုရှောက်လာတတ်တာပါ။လူခန္ဓာကိုယ်ရဲ့တဏှာရာကိုထိမိပြီးလက်နဲ့ဖယ်လိုက်တာမျိုးဖြစ်စေအဲ့ဒီအချိန်မှာသူ့ရဲ့အစိတ်အရင်နဲ့အပန်းခံလိုက်ရပါတယ် အဲ့စိတ်ရည်ဓာတ်ကလူရဲ့အရေးပြားနဲ့ဓာတ်ပြူပြီးပြင်းထန်စွာ ရောင်ရမ်းစေတာ မီးလောင်သလိုဆက်ဖြင်းဖြင်းနာကျင်တာနဲ့နေရဲပြီးရေကြည်ဖို့အပူလောင်ဖို့လိုမျိုးထွက်လာတတ်ပါတယ်လူခန္ဓာကိုယ်နဲ့ဓာတ်မတည့်တာကြောင့်နောက်ပိုင်းမှာရားနာပုံစံမျိုးဖြစ်လာတယ်လို့ဆေးပညာရှင်တွေကပြောပါတယ်လူရေပြားဟာရားတာပူတာဆက်ဖြင်းဆက်ဖြင်းဖြစ်တာ နာရာတွေအထိခံစားရတတ်ပါတယ်လေပင်ကိုကြိုက်ခံရရင်လည်းအသားတွေတင်းနေပြီးတော့ ဟိုဘက်ဒီဘက်လှည့်လို့မရတော့တဲ့အထိဝေနာခံစားရတယ်လို့ကိုယ်တိုင်ကြုံတွေ့သူတွေကပြောပါတယ်။ဆရာဝန်တွေကတော့ဒီလိုဝေနာခံစားရတဲ့သူတွေကိုတောက်စေရောလိန်စေရောပေးပါတယ်။လူတွေရဲ့မျက်လုံးကိုသူ့ရဲ့အစိတ်အရင်နဲ့ထိမိပြီးဆိုရင်မျက်လုံးနီရဲလာပြီးကြောင်ရမ်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။အနာကျက်သွားပြီးဆိုရင်လည်းအမာရွတ်တော့မဟုတ်အညိုမဲဆွဲပြီးကြံခဲ့တာမျိုးတွေ့ရတယ်လို့ဆေးပညာဆိုင်ရာကျွမ်းကျင်သူတွေကပြောပါတယ်။တချို့ကတော့ဒါကိုရေယုံပေါက်တယ်လို့အထင်မှားကြပါတယ်။ အသားရည်နူးရတဲ့သူတွေနဲ့ကလေးငယ်တွေမှာတော့ပိုပြီးတော့ဝေဒနာပြင်းထန်နိုင်ပါတယ်။ဒါကြောင့်မီးပိုးကောင်ကိုက်ခံရပြီးဆိုရင်ဘလို့ကုသမှုလှုပ်ဆောင်တဲ့မှာတလေ။အကိုက်ခံရတဲ့ဓာရကိုသွားလိုက်စေးလိမ့်မယ်ဆိုရင်တက်တာလေဆိုတာဟုတ်ပါသလား။အဲ့တော့အဲမီးပိုးကောင်ကိုက်ခံရပြီးလို့တဏျာရှိတယ်မဆိုရင်ဘာလုပ်ရမလဲဆိုတော့ကိုက်ခံရတာတော့မဟုတ်ဘူးပေါ့နော်။အစိမ့်နဲ့ထိတွေ့ပြီးဟေးလို့တဏျာရှိတယ်ဆိုရင်ဘာလုပ်ရမလဲဆိုပထမတစ်ဆင့်ကရင်နဲ့ဆက်ပြန်နဲ့ တေချာဆေးပေးဖို့လိုပါတယ်အဲ့တော့ရေနဲ့စပန်နဲ့ဆေးတဲ့ဆိုရင်ဒီမှာကြမ်းကြမ်းတန်းတန်းမဟုတ်ပါဘူးတတလေးဖွဖွားလေး ရေမများလေးနဲ့ဆေးပေးဖို့လိုပါတယ်ဆက်ပြအပြော့စားလေးနဲ့ဆေးပေးပါဆေးပြီးပြီဆိုရင်ဒုတိယအဆင့်နေနဲ့က6တွေ့တန့်စင်နဲ့အဝတ်လေးနဲ့တသားလေးတုပ်မယ်ဖြစ်နိုင်ရေအဘက်လေးကက်ဒါမှမဟုတ်ဆိုလဲအဝတ်သက်သက်လေးထဲမှာရေခဲတုံးလေးတွေထည့်ပြီးတော့ရေခဲကက်ပေးပါ15မိနစ်လောက်ကြာအောင်ရေခဲလေးကက်ပြီးပြီးရခါကျရင်တင်ချာအိုဒင်းဆိုလူရှင်ပေါ့အဲ့ဆိုလူရှင်လေးလိမ့်မေးတဲ့နဲ့သူကအန်တီဆက်တစ်ပိုးတည်စေရဲ့အာနိသင်ရှိရဲ့ပြီးတော့မှစတီရိုက်ခရင်လိမ့်မေးမယ်သူကရောင်ရမ်းတာတွေဘာတွေကိုတတ်တာစီပါတယ်ပြီးရခါကျရင်သူကရှားတာတွေဘာတွေရှိတတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစူးသိမ့်အရှင်ချောပြီးအေးမြစေတဲ့အရှင်ရှိရဲ့ ကလမင်းလိုရှေတို့ကန်ဖာပါတဲ့ဟာမျိုးပေါ့နော်အရင်တည်းမှာပန်းရောင်စေးရည်လေးတွေလေဒီလိုဟာမျိုးလေးတွေလိမ့်မိလို့ရပါတယ်လိုအပ်ရင်ပုတ်သက်စေးတီတောက်ရတာလင်းရတာမျိုးရှိတတ်တယ်ဒါကြတော့ secondary bacterial infection လို့ခေါ်တဲ့ပိုးဝင်တော့မှ bacteria ပိုးဝင်တော့မှအာမြတ်တော်ဖက်ကတေချာမှုကုတဲ့အခါမျိုးမှာဖြစ်စေကုတ်လိုက်တဲ့အခါမျိုးမှာဖြစ်စေပိုးဝင်သွားတတ်တယ် bacteria ပိုးဝင်တယ်အဲ့တော့မှဒါလင်းပုတ်သက်စေးတောက်ရတာမျိုးရှိတာပါဒါကဆီယံဝင်းကညှို့တော့မှတောက်တာလိမ့်တာမျိုးလို့ပါ ကိုယ်တော်ဘဝနဲ့ကိုလုံးဝမလုပ်ပါဘူးဒါလို့အရန်နာတယ် ulceration မို့အနာတွေပါဖြစ်တယ်ဆိုရင်အနေထားမျိုးဆိုကျမတို့ကဒီ anesthetics cream တွေရှိရယ်ထုံဆေးလို့သဘောမျိုးပေါ့နော်နာတာကျင်တာတက်တာရဲ့ဆေးလေးတွေလိမ့်မိလို့ရပါတယ်များသောအားဖြင့်ကတော့တစ်ပတ်အတွင်းမှာတက်တာပြောက်ခင်းတက်ပေမဲ့ကိုကအချိန်နေကဆိုဝါရင်ဆိုဝါတလောက်အချိန်ကြာဝါနိုင်တယ်ထိတွေ့တဲ့အစိတ်ပမာဏအများရင်ဖြစ်စေကိုကတိတ်တိတ်ချာချာမကူဘူးအဲပြည့်ရခါကျတော့လေဟိုဘယ်လိုပြောမလဲ အဲဆင်းမီတို့တွေနဲ့သွားလုတ်တယ်ပယုံစီတွေအရက်ပြင်းနေပောက်ကရရျှောက်ပြီးတော့လိမ့်မိတယ်ကုတ်မိတယ်ဖဲ့မိတယ်ဆိုရင်ပိုဆိုးသွားတယ်ပိုဆိုးသွားရင်ပျောက်ဖို့ပိုကြတယ်ကုဖို့ပိုကြတယ်ပျောက်သွားပြီးဟေ့ဆိုရင်လည်းအမရွတ်ကြီးကျန်တယ်သူက hyper pigmentation လို့ခေါ်တာပေါ့နော်အရန်အမရွတ်ကမဲမဲညင်နာရီမှဖြစ်ရင်ပိုဆိုးတာပေါ့အဓိကမျက်နှာလဲပင်ခြေတွေလက်တွေမှာဖြစ်တာများတယ်တကယ်လို့ကိုကကုတ်လိုက်မိတယ်ဆိုရင်ဒီကုတ်လိုက်မိတဲ့လက်မှာဒီအစိတ်ကရှိရဲအဲ့ခါတွေကမျိုးလုံးကိုသွားပုတ်မိမယ် မျက်ခုံကြီးရောင်မယ် periocular dermatitis ဖြစ်မယ်အထက်ကမျက်ကြည်လွာတွေမျက်သားတွေ sclera တွေထိတယ်အခါကျရင် keratoconjunctivitis အထက်မှာပါမျက်သားတွေပါထိခိုက်တာမျိုးဖြစ်တယ်တဲ့ပေါ့အဲ့တော့မျက်လုံးလည်းထိရဲ့ဒီလက်တွေမျက်နှာတွေဇက်တွေလည်းဖြစ်တယ်တကယ်လို့အမျိုးသားတွေကဒီအမျိုးသားအင်္ဂါကိုတွားပြီးတော့ထိမိကမ်းမိတာမျိုးရှိရဲ့ဆိုရင် glans of penis ကိုရောင်ရမ်းစေတာဖြစ်တဲ့အတွက်အဲ့နေရာမှာလည်း blanitis ဆိုတာထပ်ပြီးဖြစ်တတ်တယ်အဲ့တော့ အရင်ဆိုဝိုင်းသူကအဖျားတက်တယ်အစ်စ်တေဖျားတာပေါ့နော်အဖျားကြီးမယ်ကိုယ်လက်တွေအစ်စ်မြစ်တွေနှာချင်းကိုက်ခဲတာမျိုးဖြစ်တတ်တယ်ပြီးအခါကျရင်အန်တာမျိုးဒီလိုလက္ခဏာမျိုးကြီးအထိပါဖြစ်ဖြစ်တတ်ဖြစ်လာနိုင်ပါ